ဒါပေမဲ့ share ကသူ့ကိုတက်သည့်ပြမယ်ဆိုလို့ရှိရင် second derivative လို့လာတယ်အဲ့တော့ second derivative နဲ့ share သူ့ကိုနည်းနည်းလေးတက်သည့်ပြကြည့်မယ်မင်္ဂလာပါဆရာတော်ဘယ်မှာဆရာဒီနေ့ ဗီဒီယိုလေးတွေပြန်တင်ပေးဖို့အခုလုပ်နေပေါ့နော်အဲဒီကြားထဲမှာဆရာဗီဒီယိုလေးမတင်ဖြစ်လိုက်ဘူးအဲစာမှုတစ်ခုပြီးအောင်ရေးနေရလဲပါတယ်ပေါ့နောက်တစ်ခုကဆရာထိုင်းမှာသွားပြီးတော့ဒီကားတို့မိညာတို့တို့ဒူးတို့အယူကြောသွားပြတာလဲပါတယ်နောက်အခုတော့ဆရာပြန်ပြီးတော့ဗီဒီယိုလေးပြန်လုပ်နေပါပြီလို့နော်โอเคဒါဆိုဆရာတို့ calculus ကိုဆရာဆက်သွားအောင် grade 12 calculus ကလည်းတကယ်တော့ပြီးကန်နေနေပြီနော်အဲဒီခုဒီဗီဒီယိုပြီးလို့ရှိရင်ဆရာ linearization မှာကျန်တော့တယ်နော်โอเคဒါဆိုဆရာဒီဗီဒီယိုမှာအဓိကဆရာပြောမှလဲဆိုတော့အမ် ဒီ stationary point ပေါ့နော်တနည်းအားဖြင့် maximum minimum နဲ့ပတ်သက်ပြီးတော့ပုံစံလေးတွေကိုဆရာတွက်ပြမယ်။ now what problem လေးတွေလို့ခေါ်တာပေါ့။ now okay အခုဒီမှာဆိုရင် the diagram shows uh the diagram below shows an open topped water tank loop ရတာဒါဟီတန်ကြီးပေါ့အပေါ်ပွင့်နေဟီတန်ကြီးတစ်ခုသူပေးထားတယ်။ in the shape of a cuboid cuboid ဆိုတာဆရာတို့ tissue box လို့ပုံစံမျိုးပြောတာပေါ့နော် which is made of sheet matter sheet matter နဲ့လောက်တာဆိုတော့ sheet matter လို့ဆိုတာပပလေး neglect လုပ်ခိုင်းတာပေါ့နော် သူ့ရဲ့ဒီအထူပေါ့အမတန်များဆိုတန်များအထူကို neglect လုပ်ခိုင်းနေဆိုတော့အတိတ်ပဲတော့ပါသွားတယ်နော်အဲ the base of the uh, tank is a rectangle x meters by y meters နော်ဒါ rectangle ဒါ base ကဒါပြောတာအနီအောင်နဲ့တော့ဒါ x နဲ့ y နဲ့ဒါမှမဟုတ် height ကတော့ x meters if the capacity of the tank is 100 meter cube ဆိုတာ volume ကိုပြောတာ ။နောက် volume ကိုပြောရဆိုဆက်ဆက်ရရှင်းရှင်းလေးပဲ။ဘာနဲ့ဘာနဲ့လုပ်မလဲဆိုတော့ x ရဲ့ multiply by y ရဲ့ဒါဒါ zero base area သူ height နဲ့ခတ်ထည့်မြောက်လိုက်တယ်ဆိုရင် is equal to 100ဖြစ်သွားမယ်။အဲ့တော့ area a in terms of x of the sheet metal used to make the tank is the a equals 300 over x plus 2x square အဲ့တော့သူပြောရတာပါဆိုတော့ the area of the b ရတယ်တဲ့ဒီ area ကိုပေးတာတဲ့ နော်အဲ့တော့ the minimum area of the sheet matter needed to make the tank ဆိုတော့အနည်းဆုံးဒီ sheet matter နော်ဘလောက် area ဆရာတို့လိုအပ်တယ်လဲဆိုတဲ့ကိစ္စကိုဆရာတို့မေးတာပေါ့နော်ဒီကိစ္စကိုသူမေးတာဆိုတော့ အာ minimum area ဘယ်လောက်လိုအပ်တယ်လဲဆိုတော့နောက်ဆုံးမှာတော့သူကဘာကိုဆရာတို့ x ရလာပြီဆိုလို့ရှိရင် နောက်ဆုံးမှာဆရာ x နဲ့ y နဲ့မြောက်လို့ရှိရင် base area တကူပါလာလိမ့်မယ်။နော်ပါလာလိမ့်မယ်ဆိုလို့ရှိရင်တော့ y ကိုလိုချင်နေဆိုရင် equal to 100 over x square ဆိုတဲ့အထဲကို x တန်ဖိုးထွက်လာရင်အဲ့ထဲကိုဆရာတို့ပြန်ထည့်ရမယ်ဆိုတော့အသီးရကိုဆရာတို့ကြိုတွေးထားနိုင်တော့ကောင်းတယ်။ All right ဆရာဒါဒီဘက်ဒီဘက်ကိုကြိုတွေးထားတော့ထားလိုက်တော့ area တော့ပေးတာပြီเนาะ a is equal to 300 over x plus 2x square ကောင်းပြီအဲ့တော့ဆရာကသူ့ကို differentiate လုပ်ဖို့အတွက် equal to 300 x is raised to the power negative 1 plus 2x square ဆိုပြီးဆရာဒီလိုမျိုးရေးလိုက်မယ်အဲ့တော့ဒီ condition မှာဆိုရင်ဆရာသူ့ကိုဘာလုပ်လို့ရလဲဆိုတော့ differentiate လုပ်လို့ကောင်းသွားပြီအဲကောင်းသွားပြီဆိုဆရာကသူ့ကို differentiate လုပ်ကြည့်မယ်ပေါ့เนาะဟုတ်ပြီအဲ့တော့ da over dx လို့ဆက်ဒီမှာရေးလိုက်မယ်เนาะ equal to uh take down the power power ရှေ့ချလိုက်တော့ negative 300 over x is raised to the negative 1က negative 2ဖြစ်သွားတော့ပိုင်းခြေမှာ x square ဖြစ်သွားမယ် plus သူက 4x ပေါ့နော်ဒီပုံစံလေးလေ့လာပြီဆိုရင်တော့ဒီလိုမျိုးအခြေခံကြားတဲ့ differentiation technique ကတော့တက်ပြီးပြီလို့ဆိုရယူဆတယ် ဟုတ်ပြီဆရာတို့အဓိက minimum area ကိုဆရာတို့လိုချင်တာဒီနေ့ပြ stationary value ကိုဆရာတို့အရင်ဆုံးသိဖို့လိုတယ် stationary value ဆိုတာက derivative 0ဖြစ်တဲ့အချိန်ကမှဆရာတို့ရှိတာဟုတ် da over dx equal to 0 implies ဆရာဒီကောင်ကြီးကိုဆရာ0နဲ့ equate လုပ်မယ်အဲ့တော့ negative 300 over x square plus 4x က equal 0အဲ့တော့ဒီကြောင်ကဆရာ x square နဲ့ဆရာကောင်းမြောက်လိုက်မယ်ဆိုလို့ရှိရင်တော့ negative 300 plus 4x cube ပေါ့နော် equal to 0ဖြစ်သွားမယ်အဲ့တော့ 4x cube ဆိုရင် equals 300ပေါ့နော်အဲ့တော့ x cube ကိုလိုချင်နေဆိုလို့ရှိရင်နော် equals 300ကို4နဲ့စားလိုက်တာအဲ့ဒါဒီ75ရအောင်နော်လေးခွန်းနဲ့ဆက်ရှိဆိုနော်75ရမယ်အဲ့တော့ x is equal to so ye zero အဖြေဒီနော်သူ x value ထားမယ်ဆိုရင် root of 75ဆိုပြီးရမယ်အဲ့ဒီဖြေရမယ်ဆိုတော့ x တန်ဖို့ရသွားပြီဒါက minimum area ကိုဆယ်ရွှတ်ရှာနေတာဖြစ်တယ်ဒါ minimum area ကိုဆယ်ရွှတ်ရှာဖြစ်တဲ့အတွက်ကြောင့်မလို့သူဒီ minimum area ဖြစ်ကြောင်းကိုဆရာတို့ကအာတကယ်တော့ဒီ stationary value ကဒီ minimum area ဖြစ်တဲ့ဆိုတာကတော့ဒီပုံစံမှာပေးချက်အရာ set မတွက်ပဲနဲ့ဒါ minimum area ထွက်ဖို့အတွက် dimension တစ်ခုလို့ဆရာတို့ပြောမယ်ဆိုရင်ရနေပြီဒါပေမဲ့ဆရာတို့ကသူ့ကိုတက်တည်ပြမယ်ဆိုလို့ရှိရင် second derivative လို့လာတယ်အဲ့တော့ second derivative နဲ့ဆရာတို့သူ့ကိုနည်းနည်းလေးတက်တည်ပြကြည့်မယ် နော်ဆိုတော့ d2a over dx square နော် equal to ဆိုတော့ဒီကောင်ပေါ့ဒီကောင်နားလည်ရမှာက x power -2 လို့နားလည်ရမှာအဲ့ဒါ power ရှင်းချလိုက်လို့ရှိရင်600ဖြစ်သွားမယ် over negative 3ဖြစ်သွားတော့ a cube ဖြစ်သွားမယ်ပြန်ပြီးတော့ plus 4ပေါ့ right အဲ့တော့ x ကို equal to နော် q root of square root of 75ကိုဒီ second derivative ထဲမှာဆက်ထည့်လိုက်မယ်ဆိုရင်ဒါ positive value ကိုထည့်တာဖြစ်တယ် ဒီနေ့ပဲ600ကို Q ဒီကောင် Q တင်လိုက်ရင်75ပဲကျန်မှာပေါ့နော်အဲ့တော့ဒီ value တခုလုံးကဆရာ numerical value ဆရာသိကျင်တာမဟုတ်ဘူးတကယ်တော့ sign ကိုသိကျင်တာအဲ့တော့ greater than 0ဖြစ်သွားမယ်လို့ဆရာကဒီမှာတန်းရေးလိုက်ရင်ရတယ်အဲ့တော့ therefore နော်ဆရာဘာပြောနိုင်လဲဆိုတော့ x is equal to q root of 75 has minimum area နော် um has the minimum area ဆရာဒီလိုရေးရေးနိုင်လိုက်ပြီနော် ဟုတ်ပြီအဲ့တော့ wind down မှုဆိုရပြန်ရှာဖို့လိုတာပေါ့เนาะ y is equal to เนาะအဲဆောဆောနာဆရာဒီမှာရေးပြထားတဲ့အတိုင်းပေါ့เนาะဒီဒီထဲမှာဆရာပြန်ထည့်မှာတော့အခုဆရာရတာ q of 75ကိုเนาะ square တင်မယ်ပြီးတရားကိုဆရာတို့ကစပြရမှာပေါ့เนาะ100 over q of 75 square ဒါဝိုင်းနမှုရသွားပြီအဲ့တော့ဆရာကဒီ area minimum area area ကိုရှာမယ်ဆိုရင်တော့စုစုပေါင်းမှာဆရာက area 9မျက်နှာရှိတယ်အပေါ်ကအဖုံးပွင့်နေတာနော်ရေတိုင်ကြီးကအဖုံးပွင့်နေဖြစ်တဲ့အတွက်9မျက်နှာကိုဆရာရှာပေးရမှာနော်ရှာပေးရမှာဆိုတော့အောက်ခြေကတော့ x နဲ့ y မြောက်မယ်အာပြီးနောက်တစ်ခုကဘေးနှစ်ဖက်ကလည်း x နဲ့ y မြောက်တယ်အဲ့တော့ x နဲ့ y မြောက်တယ်ဆိုရင် result က3ခုရှိတယ် the b နောက်တစ်ခုက x square က2ခုရှိတယ်ပေါ့နော် area မှာ အဲ့တော့ zero ဒီမှာရေးလိုက်မယ် area is equal to ပေါ့ x square อ่ะဒါမျက်နှာတစ်ခုပေါ့เนาะဒီနေ့ကပြောရင်ဒီဘက်ဒီဘက်မျက်နှာဆရာပြောတာဒါ x square ဆိုတာဒါကိုပြောတာပြီးဆရာဒီဘက်ဒီဘက်ကိုလည်းဆရာတို့ပြောလို့ရတယ်အဲ့တော့ x square မျက်နှာနှစ်ခုဖြစ်နေတာဖြစ်တဲ့အတွက် x square x square ဆိုတာ 2x square b เนาะနောက်တစ်ခုနောက်တစ်ခုက base area base area x and y မြောက်တယ်ပြီးနောက်တစ်ခုဒီကောင် နော်အခုဆရာဒီမှာမြင်နေရတဲ့ဒီ area ကိုပြောတာအဲ့ဒါလည်း x တန်း y ဖြစ်တာဘာလို့ဆိုတော့အဲ height က x ဖြစ်နေတာဟုတ်တော့ base က y ဆိုတော့အဲ့ဒါမျိုးကြောဘက်မှာတစ်ခုရှိသေးတယ်ဒီဘက်မှာတစ်ခုရှိသေးတယ်တွေ့လားနော်အဲ့တော့ xy 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 ဆို 3xy ဖြစ်သွားမယ်ဒီကောင်ကနော် 3xy ဖြစ်သွားမယ်အဲ့တော့ x နေရာမှာ q of 75နဲ့ y နေရာမှာ100 over q of 75ကို the whole square တင်ထားတဲ့ကောင်အစားထိုးပြီးတွက်လိုက်မယ်ဆိုရင် a ရဲ့ value ကဘယ်လောက်ထွက်လာမလဲဆိုတော့1067.71 မီတာကျူဆိုပြီးဆရာတို့ထွက်လာလိုက်မယ်เนาะအဲ့ဒါလေးဆရာတို့ဒီဟာလေးကတော့ calculator ကိစ္စဖြစ်သွားပြီဗောနော calculator နဲ့အလုပ်လုပ်ရမယ့်ကိစ္စဖြစ်သွားတော့ဒါဆရာတို့ထားလိုက်တော့ဆရာတို့ကဒါဆိုရင်ဆရာတို့နောက်ထပ်တစ်ပုဒ်ဆရာတို့တွေ့ကြည့်အောင်เนาะဟုတ်ပြီနောက်တစ်ပုဒ်တွေ့မယ်ဆိုတော့ဆရာဒီပုဒ်စာဗောနော်အဲဒီပုဒ်စာမှာအဲနည်းနည်းလေးဆရာမြင်အောင်လို့ဒါလေးကိုချဲ့လိုက်မယ်ဟုတ်ပြီ so the diagram below shows a closed box used by in a shop for packing pieces of cake တဲ့နော်ဆိုတော့သူကဒါကိတ်ကိတ်မို့ထုတ်တာပေါ့နော်ကိတ်မို့ထုတ်ဖို့အတွက်ဆိုင်းဆိုင်းမှာသုံးနေကိတ်မို့ထည့်ဖို့အတွက်ဆိုင်းဆိုင်းမှာသုံးနေဒါဘူးလေးပေါ့ကိတ်မို့ထည့်တဲ့ဘူးလေးอ่ะအဲ့ပုံစံလေး the box is a uh, right prison of height h m right the right prison ဒါပြောမယ်ဆိုရင် h ကဒီအောက်နဲ့ perpendicular ဖြစ်တက်တက်လေးသွားတယ်ပေါ့တနည်းအားဖြင့်ပြောရင် sector area ကိုရှာပြီးတော့ဒီ h နဲ့မျှောက်လိုက်ရင် volume ရမယ်လို့သူပြောချင်တာ the cross section is a sector of a circuit เนาะဒါပုံပုစာမှာလည်းဒါရှင်းရှင်းလင်းလင်းပြောလိုက်ပြီ cross section ငါတဲ့เนาะဘာလဲဘာလဲလဲဆိုတော့ uh sector of a circle right now the sector has radius or centimeter and rate 1 radian now 1 radian radius ကတော့ဒါ or centimeter လို့သူပြောထားတယ် the volume of the box is 300 centimeter cube တဲ့ကောင်းပြီ the volume of the box ကိုသူပေးထားတယ်အဲ့မှာဆရာတသိပြရမှာနမ A ကဘာကိုတသိပြရမှာဆိုတော့ show that the surface area of the box ကဒီဖြေရအောင်ဆရာတသိပြရမှာ surface area ဆိုဒီမှာမျက်နှာပြင်ဘယ်နှခုရှိလဲဆိုတော့เนาะ bottom ရှိတယ်ပြီးနောက်တစ်ခု top ရှိတယ်ပြီးဒီမှာ side တွေရှိတယ်เนาะဒီဘက်က side တွေရှိဟိုဘက်ဒီဘက်ရှိအဲ့ဆို၄ခုရှိပါပြီဒီဘက်မှာ cone နေတဲ့ cup surface area လေးရှိတယ်တဲ့လား၅ခုရှိတယ်အားလုံးမှာ all together five surfaces ရှိတယ်အဲ့ five surfaces ကိုဆရာရှာမှာပေါ့เนาะအဲရှာရတဲ့နေရာမှာသူက top နဲ့ bottom နဲ့ဆိုလို့ရှိရင်တူတူပဲတစ်ခုရှာနှစ်နဲ့မြောက် အဘေးဘေးနာကနေပြီးတော့ site တွေဘေးဘက်ချမ်းနေအဲအဲ့ဒါကလည်းနှစ်ခုရှိနေတယ်အဲ့ဒါလည်းတစ်ခုရှာပြီးနှစ်နဲ့မြောက်ပြီး cup surface ကတော့ကိုယ့်အကိုရှာပေးရမှာပေါ့ okay အဲ့တော့ဒီ surface area တွေကိုဆရာတို့ login နေဆိုရင်အဲ့ခုနကအားလုံးပေါင်းရမယ် in terms of or နဲ့ပြတာ or နဲ့ပြတာဖြစ်တဲ့အတွက် h ကိုမ login ဆိုတဲ့အဓိပ္ပာယ်အဲ့တော့ h ကိုဘယ်လိုဖြောက်မလဲဆိုတော့ volume ကနေဖြောက်ပြမယ်နောက် as a volume ဆရာတို့အရင်ဒီမှာ heat ရေးကြည့်မယ် v is equal to နော်ဒီမှာဆိုရင်ဆရာတို့က base area ဆိုဒီမှာကြည့်မယ်ဒီ sector ရဲ့ base area ကိုကြည့်မယ်ဆိုရင်เนาะ half or square theta เนาะ half or square theta ဒါ sector area ရှာ formula ဘာလို့တီတာ angle ကိုဆရာကဘာလို့တိုင်ရဆို radian နဲ့တိုင်တာတော့ဒီ formula လေးကိုမေ့လို့မရအောင်เนาะပြီးသူ့ကို high နဲ့မြှောက်လိုက်မယ်ဒါပဲဆိုတော့အဓိကတော့အဲ့လို high နဲ့မြှောက်လို့ volume ထွက်လာတယ်ဆိုတဲ့အဓိပ္ပာယ် right precision နေမှာအားလုံးမှာအဲ့လိုပါပဲเนาะ multiply မှာ h ပေါ့အဲ့တော့ v နေရာမှာဆရာကဘယ်လောက်ထည့်လိုက်မလဲဆို300အတွက်ထည့်လိုက်မယ် half into or square တီတာနေရာမှာ1ပေါ့เนาะ h နေရာမှာတော့မသိဘူး unknown h ပေါ့အဲ့တော့ဆရာက h in terms of ordering ဆရာပြပြလို့ရသွားပြီเนาะ h ကိုအာပါတဲ့ပုံစံနဲ့ပေါ်ပြလို့ရပြီ therefore h is equal to ဆိုရင်ဆရာ2နဲ့300တောင်းမြောက်လို့ရှိရင်600 600 over r square အဲ့လိုဖြစ်သွားတယ်အဲ့အဲ့ဒါ h ကိုဆရာကအရင်ဆုံးကြိုရှာလိုက်တာเนาะအခုမှ surface area တွေကိုပတ်ရှာမယ်ဟုတ်ပြီ surface area ပတ်ရှာမယ်ဆိုတော့ s is equal to နော်ဒီ h ရယ်နော်ဒီ r ရယ်ဒီလိုမြှောက်လိုက်မယ်ဆိုရင်ဆိုတော့ဒီ rectangle လေးကိုရမယ်အဲ့တော့ h multiply by r ကိုဆိုတော့2နဲ့မြှောက်အောင် 2hr ပေါ့ဘာလို့မျက်နှာပြင်ဒီမျက်နှာပြင်ဒီလိုပြမျက်နှာပြင်ဟိုဘက်မှလည်းတစ်ခုရှိသေးရယ်လေအဲဒီကောင်ပေါ့နော်ဒါလေးတစ်ခုရှိသေးရယ်ဆိုတော့တော့ဒီဒါဆက်ဖြတ်လိုက်မယ်တစ်ခုရသွားပြီဟုတ်ပြီအဲ့တော့ base area sector ရဲ့နော် area အဲ့ဒါကဘာလဲဆိုတော့ half r square တည်တာပဲ plus half r square theta ကိုနှစ်နဲ့မြောက်လိုက်တော့အဲ့ half ကပျောက်သွားတော့ r square theta ဖြစ်သွားမယ် plus ပြီးရနောက်တစ်ခုကဒီကောင်เนาะဒါလေးဒီကောင်လေးကအမြင်လေးကတော့ h ပေါ့နော်အဲ့တော့ဆရာတို့ကဒီဒီ area ကိုဆရာတို့ရှာခြင်းတာနော်အဲ့ဒီ area ကိုဆရာတို့ရှာမယ်ဆိုလို့ရှိရင်ဒီ arc land ပေါ့ဒီ s နဲ့ဒီ h နဲ့ဆရာတို့မြောက်ပြန်ရမယ်နော်ဒါ h ပေါ့ ဲဆို h multiply my s ပေါ့။ဒါဒီညာ s ကတော့ဆိုကိုယ့်ကိုပေးလိုက်တာပေါ့နော်။အဲဒီနေရာမှာနော်အဲတခုချင်းစီဆိုအစားထိုးကြည့်အောင်နော်2 multiply my h ရဲ့တန်ဖိုးက600 over r square ပေါ့နော်။ပြီးရင်ဒီကော r plus r square တည်တာနော် r ကထားလိုက် r square တည်တာတော့1ပေါ့နော်။အဲပြီးရင် plus အဲ့မှာ h h နေရာမှာဘာဝင်လာမလဲဆို600 over r square ပဲဝင်လာမယ်။ multiply my s နော်။ အဲ့ S ကဆရာတော့ Arclan ရဲ့ connection ကိုသိဖို့လို relationship ကိုဆရာတို့သိဖို့လို့ရယ်နော် theta is equal to S over R ဆိုတဲ့ formula လေးရှိတယ်။အဲ့တော့ S ကိုလို့ချင်း or နဲ့ theta နဲ့မျှောက်ရမယ်ပေါ့နော်။ or ကတော့1ပေါ့နော်။ Oh sorry or ကတော့ R ပေါ့နော်။ theta ကတော့ the 1ပေါ့နော်။အဲဒါလေးပေါ့။အဲ့တော့ဆရာသူ့ကို simplify လုပ်ကြည့်အောင်နော်။ simplify လုပ်မယ်ဆိုရှင်တော့1200 over r square ရဲ့ဒီအနောက်က600 um ဒီက ဒီ r နဲ့ဒီ r square နဲ့ဒီလိုခြေမယ်ဒီ r နဲ့ဒီခုန square နှလုံးအောက်ကနှလုံးနဲ့တလုံးခြေွားမယ်ဆိုတော့1206ဆို1800เนาะ1800 over r ပြီးရင်က r square r square ပေါ့အဲ့တော့သူရတာတဲ့အတိုင်းပဲဆရာတို့ဒီမှာတက်တည်ပြပြီးသွားပြီ proof လုပ်ပြီးသွားပြီအဲဆရာတွေ့ကြုံရလေကျောင်းသားတွေတော်တော်များများကအဲ့တက်တည်ပြရတဲ့နေရာထိတွေ့တဲ့ကိစ္စကို เออนี่เนี่ยเลย challenge ဖြစ်ကြတယ်เนาะ challenge ဖြစ်တယ်တို့တော့နေစိန်ခေါ်မှုဖြစ်တယ်ပေါ့เนาะအဲအဲ့ဒီနေရာရောက်သွားပြီးအောက်ပိုင်းတော့ဆရာဆက်တွက်မယ်ဆိုရင်เนาะအဲတွက်တက်ကြတာများတယ်လို့ဆရာရဲ့အတွေ့အကြုံကဆရာပြောခြင်းတယ်ဟောပြီးနေနေဆရာဆက်တွက်ကြည့်မယ်ဆိုတော့အောက်ပိုင်းကတော့သူကပြောလဲဆိုတော့ use calculus to find the value value of r for which s can have a minimum value ဆိုတော့သူရဲ့ stationary ကိုဆရာအရင်ရှာကြည့်အောင်เนาะ အဲ့ stationary ကိုရှာမယ်ဆိုရင်ကျတော့ ds over dr ဘော is equal to ဒီကောင်ကကျတော့နားလေရမှာဘာလဲဆိုတော့ r square plus 1800 r power negative 1ပေါ့အဲ့တော့ the 2r ပြီးဒီကောင်က negative 1800 over r square ပေါ့ဟုတ်ပြီနော်ကောင်းပြီအဲ့တော့သူ့ကိုကျတော့0နဲ့ equate လုပ်မယ် ds over dr เนาะ s ကအကြီးပေါ့ equal to 0ဆိုရင်ဆရာတို့2 or minus 1800 over r square ပေါ့เนาะ okay အဲ့တော့ဘာဖြစ်လဲဆိုတော့ r square equal to 0ပေါ့အဲ့တော့ဒီကြောင်းတော့ r square နဲ့ပြောင်းလိုက်တော့2 or cube minus 1800 equal to 0အဲ့တော့ r cube is equal to 900ပေါ့เนาะအဲ့တော့ r is equal to cube of 900ဖြစ်သွားမယ် နော်အဲ kill of nine ရဲ့ဆီကကလေးတိုင်းမှာဆိုတော့10နေလိုက်မယ်ဆိုလို့ရှိရင်9.65ဆိုပြီး approximately ဆိုတော့ယူလိုက်လို့ရတယ်အဲ့ဒါဒီဆိုတော့ minimum value ဖြစ်ကြောင်းကိုဆိုတော့ထပ်ပြောမယ်ထပ်ပြောမယ်ဆိုတော့ခုန differentiate လို့လုပ်လို့ရတဲ့ရလက်ကလေးရှိရတယ်ဒီမှာ နော်အဲဒါလေးပေါ့ဒါလေးကိုမြင်ရမှာက r square ကို r power negative 2ဆိုပြီးအပေါ်တင်ပြီးမြင်တာအဲ့ဒါဆိုရင် therefore နော် d2s over dr square ဆိုရင် equal to 2r ကို differentiate လိုက်2ဆိုရကြတော့ power negative 2ကိုရှေ့ချလိုက်တယ်အဲ့တော့ positive 3.6ရဖြစ်သွားတာနော် over negative 3ဆိုတော့အပင်ထား q ဖြစ်သွားမယ်အဲ့တော့ဒီခုနက positive value ကိုဒီဒီ q အောက်မှာထည့်လိုက်လို့ရှိရင် တဘာဖြစ်သွားပြီလဲဆိုတော့ positive value ထွက်တယ်အဲ့ဒါကြောင့်သူက minimal value ထွက်တယ်ဒါကိုဆရာတို့ပြောနိုင်တယ်နော် r is equal to ဆိုပါဆို9.65 implies ပေါ့ d2s over dr square အဲ့မှာဆရာက sin ကိုဆရာပြောတော့မှာနော် numerical value ကိုဆရာကသိချင်တာမဟုတ်ဘူး sin ကိုပဲသိချင်တာအဲ့တော့ r တန်ဖို့9.65ဖြစ်သွားရင်ねဒီကောင်ရဲ့ value ဒီအပေါင်းဖြစ်မှာလားအနှုတ်ထွက်မှာလားဆိုတော့အပေါင်းဖြစ်မှာ greater than 0လို့ရေးလိုက်တာနော် အဲ့တော့သူပြောရတဲ့အတိုင်းပဲ shadow sao ပြန်ကောက်မယ်ဆိုလို့ရှိရင်တော့ or for which s can have minimum value အဲ့ဒီ dimension ဆီကိုပြန်ရေးပြီးတော့ equal 9.65ဆိုရင်ဒီဘုတ်ဆက်ပြီးသွား ਈ ပေါ့နော်ဟုတ်ပြီဆိုနောက်တစ်ဘုတ်စဉ်းစားကြည့်အောင်နော်အားလေးနည်းနည်းချေလိုက်ဟုတ်ပြီ So the diagram shows a rectangular garden with a fence on three sides and a wall on its fourth side. The total length of the fence is 100 meters, and the area enclosed is a meter square. ဒါတော့မြင်မှုနေကြပုံစံတပုတ်လို့ပဲဆရာကယူဆခြင်းနဲ့ဒါကြောင်းသားတိုင်းဒါမျိုးပုံစံတော့လေ့ကျင့်ပို့လိုက်မယ်လို့ထင်တယ်။ So shows a rectangular garden with a fence. နော်ဒါ chance ကိုခတ်ထားတာနော် on 3 side တယ်နော်ဒါ3 side ကိုနော် a wall on its 4 side ဒါသူ့ရဲ့ဒီအခု shape လုပ်ထားတဲ့ဒီနေရာကဘာလဲဆိုတော့ဒါနိုင်ငံကြီးနော်ဒါနိုင်ငံကြီးတစ်ခုရှိတယ်နော်ဒါ full tag ကနိုင်ငံကြီးကျန်တဲ့သုံးဘက်တော်ဆီရတဲ့ chance ကိုခတ်မှာဒါ rectangular garden ဆိုတော့ damas tugan ဘုံဒါဥယင်ပေါ့နော်ဒါ total land of the fans ကကြတော့100တဲ့နော် fans ရဲ့ total land က100အဒီမှာသူဘာမှမပေးထားပြီမယ်ဆရာသူ no y နေထားလိုက်မယ် အဲ့တော့ပြောချင်တာဘာပြောချင်တာလဲဆိုတော့ y plus x plus y အဲ့ဒါကိုသူပြောချင်တာနော် y plus x plus y equal to 1အတွက်လို့သူပြောချင်တာအဲ့တော့ဒီခုန y ကိုလိုချင်နေဆိုလို့ရှိရင် 2y equal to 100 minus x ပေါ့ y က equal to နှစ်နဲ့သွားစားလိုက်ပေါ့နော်50 minus x over 2ပေါ့နားလို့ရတယ်50 minus x over ဒါခဏမှတ်ထား keep in your mind စိတ်ထဲမှာခဏမှတ်ထားလိုက်အခုတက်တည်ပြမှာ area ကိုတက်တည်ပြမှာဟုတ်ပြီ area is equal to y multiply by x ပေါ့ရှင်းရှင်းလေးပဲ y နေရာမှာ0က50 minus x over 2ကို replace လုပ်လိုက်ထည့်လိုက် multiply by x ပေါ့အဲ့တော့ therefore a is equal to x နဲ့လို့ဝင်မြောက်မယ်เนาะအဲ x နဲ့ဝင်မြောက်ပဲနေဆရာကဒီမှာလုံးတင်တာကတော့အဲ half ကိုပုံထုတ်တင်တာပေါ့ နော် half ကိုပုံထုတ်လိုက်မယ်ဆရာ half ကိုပုံထုတ်မယ်ဆိုရင်ဘာဒီတန်ခဲ့လို့ဆိုတော့ဒီ x လေးကိုရှေ့မှာထားရေးလိုက်မယ်ဒီ x လေးကိုအခုဒီမှာထားရေးလိုက်မယ် half ကိုပုံထုတ်လိုက်တော့100 minus x ဆိုပြီးတန်ခဲ့မယ်နော်မကျေနပ်လို့ half ကိုပြန်မြောက်ရင်100နဲ့မြောက်ရင်50ပြန်ဖြစ်မယ် x နဲ့မြောက် x over 2ပြန်ဖြစ်မယ်ဒါကတော့ basic skills လေးတွေပေါ့နော်ဟုတ်ပြီအဲ့တော့ရှိုးသက်ကိုဆရာကနံပါတ် A ကိုဆရာကတည်တည်ပြပြီးပြီနံပါတ် B ကိုဆရာဆက်သွားကြည့်မယ်နံပါတ် B မှာကြတော့ find the maximum area no maximum area of the garden enclosed and the value of x for which this occurs maximum area of the garden enclosed ကိုလည်းရှာပေးရမယ်နောက်တစ်ခုကကြတော့အဲ့တံပိုးရစီတဲ့ for which this occurs အဲ့တံပိုးရစီတဲ့ x value ကိုလည်းဆရာတို့ပေါ်ပြပေးရမယ်ဟုတ်ပြီအဲ့တော့ဆရာတို့က maximum ရှာမယ် minimum ရှာ stationary value နဲ့ပတ်သက်နေတော့သူ့ကိုဆရာတို့က derivative value အရင်ရှာရှာရှာကြတာပေါ့အဲ့တော့ဆရာကနည်းနည်းလေးတော့လူလေကြပို့တော့လို့မှာပေါ့နော်သူ့ product root သုံးရင်ကြာတော့သူ့ကိုဝင်မြောက်ထားလိုက်မယ်ဒါတသက်ပြပါဆိုလို့သာဒီလိုပြလဲရတာဒီပုံစံရကြအောင်ဆရာတို့တွက်ပြလဲရတာအခုဆရာတို့ကဘာလုပ်မယ်ဆိုသူ့ကိုဝင်မြောက်လိုက်မယ် half x ကိုအတွဲလိုက်ဝင်မြောက်လိုက်မယ်အဲ့တော့ 50x ပြီး minus half a square ပေါ့ နော်အဲအဲ့လိုရမယ်ဆိုတော့ d over dx is equal to 50 minus power 6ချရတော့2နဲ့2ကျေသွားတထက်လျှော့လိုက်တော့ x power 1မဲ့ကြာအဲ့တော့သူ့ကို da over dx ဆိုရင် equal to 0ဆိုရင်အာ50 x equal 0ဖြစ်သွားတာပေါ့အဲ့တော့ x တန်ဖိုးက50ဖြစ်သွားတာပေါ့နော် x is equal to 50ဖြစ်သွားတယ်အဲ့တော့ x တန်ဖိုးဒီ50ဖြစ်သွားတဲ့အချိန်ခါမှာနော် ပုံစံမှာပြောထားတဲ့ maximum ဖြစ်နေလားမဖြစ်နေဘူးလားဆိုတော့ဆရာတို့တစ်ချက်ကြည့်ကြည့်အောင်အဲ့တော့ first derivative ကိုပဲဆရာတို့ဒီမှာเนาะ second derivative အနေနဲ့သူ့ကိုဆက်ရှာမှာပေါ့ therefore d2a over dx square equal to so 50ကို shade 0 negative x ကို shade negative 1ပေါ့အဲ့တော့ x is equal to 50မှာဆိုလို့ရှိရင် second derivative က d2a over dx square ရှင်းနေတာပဲ negative เนาะသူက less than 0ဖြစ်တယ်ဆိုတာရှင်းနေတာပဲเนาะအဲ့တော့ therefore x is equal to 50 has the maximum value ပေါ့เนาะ maximum value လို့မေးပဲ ਨੇ area လို့ရေးလို့ရတယ်เนาะ အဲ့တော့ therefore area ကိုလိုချင်တဲ့ဇာတ်ဒီမှာ formula ထဲမှာဇာတ်50ကိုကောက်ထည့်လိုက်အောင်မယ်နော်50ကိုကောက်ထည့်လိုက်တော့50 minus နော်50 over 2 times 50အဲ့တော့25နဲ့50နဲ့မြှောက်တော့1250 meter square ဖြစ်သွားတာပေါ့အခုဒီပုစာတွေကိုဆရာကြီးဦးမြင့်ခိုင်ရယ်ဆရာမောင်ချမ်းသာရယ်ဆရာရောပင်ဆရာရယ်သုံးအပေါင်းပြီးတော့ Trinity Math ဆိုပြီးရေးထားတဲ့ Grade 12 Third Edition ထဲကအဲ ပြယူထားတာပေါ့နော်ဒီ view ဆရာတွက်ပြတာအဲ့ဆောက်ကိုတော့ဆရာရွှေမိုးဆပ်ပြန်နေထုတ်ပါတယ်ဆိုတော့အဲ့ဆောက်ကိုအထဲမှာဆိုလို့ရှိရင်လည်းအဲပုတ်စာတထောင်ဝင်းကျင်လောက်ရှိနော်အဆုံးဆရာထည့်ပေးထားတယ်လေ့ကျင့်လို့ရအောင်လို့ပေါ့နော် thanks for watching bye